ဟေဇက်ကငါ့ကိုအတင်းတောင်းမှန်လို့ညင်းမရခဲ့ဘူးကောလိကျောင်းသားဘွားဝယ်မဟုတ်လားအကြီးတန်းတွေကအရက်ခွက်တွေကိုရေလိုလောင်းပြီးတဲ့ချောမောတဲ့ယောက်ျားလေးတချို့ကငါ့ကိုမျက်စာပြစ်တယ်ပါတီကမနေ့နှစ်နာရီတိအဆက်သွားတဲ့ဟေဇက်ကငါ့ကိုနေခဲ့ဖို့တောင်းဆိုပေမဲ့ငါအဲ့ရမှာပဲအရင်ပိုပြီးတတောင့်တတတာရှိတယ်အဆောင်ကလည်းနှစ်လန်းတည်းပဲဝေးတယ်ရာသီဥတုကအေးဆက်နေပြီးလမ်းတွေပေါ်မှာမှုန်ရီဖြစ်နေတယ်ငါနှင်းငယ်လှုပ်ခါနေပေမဲ့လုံးဝမူးမနေဘူးပြန်လမ်းလျှောက်ရမယ်ဆိုတာသိတယ်လေအရက်ကိုအရင်မများအောင်ထိန်းထားခဲ့တဲ့ အရင်ကတစ်ပင်ကြီးပေါ်ကကြီးမားတဲ့ဇီးကွက်တကောင်ကတခုခုអော်တဲ့ဒီလန်းတွေမှာငါတယောက်တည်းမဟုတ်ဘူးဆိုတာကိုသတိပေးနေသလိုပဲငါကုတ်ကုတ်ကိုညဟာចောက်စီရမကောင်းဘူးတိတ်ဆိတ်ယုံမဲလို့အာပီပြောနေတယ်ဒါပေမဲ့လမ်းတော့ကိုလှည့်လိုက်တဲ့အချိန်မှာမိတ်တုံမိတ်တုံလမ်းမရအောင်မှာအမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်တယ်သူမကမြေပေါ်ကိုလက်တွေကိုင်းနေပြီးလက်တွေကကွန်ကရစ်ပေါ်ကိုဖိထားတယ်ခွေးတကောင်လိုအတုခိုးနေသလိုပဲပထမဆုံးတစ်ချက်ကြည့်ယုံနဲ့ဦးမဲအဆုတ်ပြတ်တတ်နေတဲ့လူတစ်ယောက်လို့ထင်ခဲ့တယ် ဒါပေမဲ့သူမရဲ့ရုပ်တရက်စက္ကနဲလှုပ်ရှားမှုတွေကမုံတိုင်းမတန်ခင် တိတ်ဆိတ်မှုလိုခံစားရတယ်။နီးလာတော့နှီးကွေးလိုက်တဲ့တခုခုမမှန်မှုအနံ့ဆိုးတစ်မျိုးကလေထဲမှာမျောနေတဲ့မျိုးလုံးတွေပုတ်ပြီးရှင်းရှင်းလင်းလင်းမြင်ကျင်တဲ့မြင်လိုက်တဲ့သူမရှိမှအမွှေးတွေအသားတွေပြန့်ကျင်းနေတဲ့အလောင်းတစ်ခုရှိတဲ့လမ်းပေါ်တိုက်မိပြီးသေသွားတဲ့တရိတ်ဆန်ပဲရှင်းလားကြောင်လားမသိနိုင်ဘူးသူမက အမိုက်မဟုတ်ဘူးစားနေတာအယိုးတွေထင်းထင်းနဲ့လက်တွေနဲ့အသားတွေဆွဲဖြစ်ပြီး ရရဆက်ဆက်ပါဇက်သေးကိုထိုးသွင်းနေတဲ့ရေဆူဆူဆက်ဖြင်းဖြင်းအတန်တွေကငါးနာတဲ့ကိုရောက်လာတဲ့အသားတွေနဲ့ပါဇက်သေးမှာတွဲလဲကြနေတဲ့သွေးတွေကနှကမ်းပေါ်မှာတလက်လက်လက်တွေကအလောင်းထဲခြေသေးလိုထိုးဆိုင်နေတဲ့သူမကအစာစာရင်ငါကုံမတွေးသေးဘူးအခုငါမူးတာပျောက်သွားပြီးမှုံဝါးနေတဲ့အမြင်တွေလောက်ခါနေတဲ့ခန္ဓာကိုယ်ကြီးတခဏချင်းပျောက်သွားတယ်အခုလုံးနိုင်ဆုံးအရာကလမ်းဖက်ပြောင်းပြီးတိတ်ဆိတ်စွာဝေးရကိုလျှောက်သွားဖို့ပဲငါလမ်းဖြတ်ကိုတယ် မျက်လုံးတွေကသူမကိုမလွယ်ဘူးငါ့ကိုမြင်ပြီးလိုက်လာရင်ပြီးမယ်ကံကောင်းထောင်းမစွာနဲ့မလိုက်လာဘူးဖနှက်ချွတ်ပြီးအတံမထွက်အောင်ရှောက်တဲ့နှလုံးခုန်တံကဒရန်တီးနေသလိုပဲဒီလိုကြောက်ဖူးတာမရှိခဲ့ဘူးဟောလိဝေဟော်ရာရုပ်ရှင်တွေကဇက်ကွက်လိုပဲဖျားသခင်ကိုစူတောင်းနေတယ်ငါ့ကိုမတွေ့ပါစေနဲ့ဒါပေမဲ့ရုပ်တရက်ဇီကွက်တကောင်ကငါကောင်းဖို့ကနေပြန်တန်းသွားပြီးငါအော်လိုက်မိတဲ့ငါအမကိုသဘောပေါက်ပြီးလမ်းမရအောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်တဲ့ သူမကငါ့ကိုစိုက်ကြည့်နေတယ်အသားတစ်ဖက်ကပါးစပ်မှာချီနေတဲ့မျက်လုံးတွေကတင်မင်းရဲ့အဆူဆိုင်ကြည့်နေတယ်လို့ပဲငါလှည့်မကြည့်တော့ပဲနောက်ကိုဆုပ်တယ်သူမကစက္ကန့်အနည်းငယ်အကြာကြည့်နေတယ်ထာရလိုခံစားရတယ်ပြီးတော့ဖြည်းဖြည်းချင်းထရက်တယ်သွေးတွေစီးကျနေတဲ့အခြေသေးလက်တွေသပင်းရှိရှိတွေကပိုကြောက်စရာဖြစ်စေတယ်သူမကဘယ်ဘက်ကိုကောင်းဆိုင်ပြီးအော်တယ်ငါအော်တယ်လို့အော်တယ်လှောင်ပြောင်နေတယ်လို့ပဲငါပြေးတယ်အသက်ရှူပြင်းထန်လာတဲ့ဘိုက်ထဲကအရက်တွေမထွက်အောင်ကြိုးစားနေတယ် အဆောင်ကိုမရောက်မချင်းရက်လို့မရဘူး။နောက်လဲကြည့်တယ်။သူမကလမ်းကိုဖြတ်ပြီးငါနောက်ကနေပြေးလာတယ်။လက်တွေစန့်ထားတယ်။ငါသားကို စားကျင်တယ်လို့ခံစားရတယ်။ပြေးပြေးမတက်နိုင်တော့ဘူး။မီးပေါ်လဲကျသွားတယ်။ထတ်ထားတယ်။ဒီလိုကြောက်ရွံ့မှုကဘယ်တော့မှမခံစားဘူး။ခန္ဓာကိုယ်ကပြုတ်လဲတော့မယ်။နောက်ဆုံးတစ်ခါလဲကျပြီးနောက်ပြန်လဲကြည့်တယ်။သူမကငါရှိလက်မအနှဲငယ်ဝဲဝေးတဲ့ငါရက်ပြီးအော့တဲ့ဘာလို့ကျင်လာလဲသူမလည်းရက်တယ် ငါ့ကိုအပေါ်အောက်ကြည့်တယ်ပြီးတော့ရဲတယ်အမောင်ဆုံးညတဲ့ပူပြီးတော့မြည်တဲ့ရဲသံသွေးစွန်းနေတဲ့သွားတွေတဲကတခုခု ခြုံထက်နေတဲ့လက်သေးနဲ့ဆွဲထုတ်ပြီးငါ့ကိုပြစ်တယ်ငါလမ်းပြီးမှလဲကြတယ်သူမကငါ့ဒုက္ခကိုရဲစရာလို့ထင်ပြီးလက်ခုပ်တီးတယ်ပြီးတော့အသက်၉နှစ်အရွယ်မင်းကလေးတယောက်လိုခုံပြီးညာတဲ့ကိုပြောက်ခွဲသွားတယ်ငါအဆောင်မှာအဖျားကြီးနဲ့နိုးလာတဲ့လမ်းပေးကထပ်ပြီးပြန်လာတဲ့အမတ်တရားတွေကမှုံဝါးနေတယ်အသက်ရှင်နေတာကိုပြောတယ်အခုထိညရီမှာတယောက်တည်းမထွက်တော့ဘူး ါတီနောက်ကျရင်နေခဲ့တဲ့အဲ့ဒီအမျိုးသမီးကိုဘယ်တော့မှမတွေ့ကျင်တော့ဘူးအဆိုးဝါးဆုံးညင်းပယ်မှာပဲမဟုတ်လားဒါကငါပါတီကိုထက်ချစ်ဖို့ဆုံးဖြတ်တဲ့အချိန်တွေးခဲ့တဲ့အတွေ့ပဲငါတို့ဆူဆူဝါးဝါလမ်းခွဲခဲ့တယ်ငါအထက်သူမအတွက်ပို့ပြီးတော့စိုးခဲ့တယ်ရပောင်များစွာသူမကမက်ဆေ့တွေဖုန်းတွေနဲ့အော်ဟစ်ငိုယိုတဲ့ ငါတို့လမ်းခွဲခဲ့တယ်ဆိုတာကိုလက်ခံဖို့ခက်ခဲခဲ့တယ်။ငါအနီဦးရောက်မှာအလုပ် project နဲ့သွားပြီးသူမကိုမိသွားခဲ့တယ်။ဒါပေမဲ့လုံခဲ့တဲ့လအနေငယ်ကလမ်းမှာထပ်တွေ့တဲ့ coffee တန်းအပြင်မှာရက်နေတော့ရင်းနှီးတဲ့အတန်ကြားတဲ့သူမကလမ်းဘေးမှာဖုံးပြောနေတဲ့အရင်နဲ့မတူဘူးအယမ်းပျော်နေသလိုပဲ။ သူမရဲ့အပြုံးကိုမြင်တော့ငါပူကောင်းအောင်အဆုံးတက်တက်နဲ့လို့သဘောပေါက်တဲ့တောက်ကြနေညတညမှာတက်တီစုပြီးဘတ်တီကိုချစ်ဖို့မေးတဲ့ချက်ချင်းသဘောတူတဲ့နိုင်ကလပ်မှာပထမဆုံးခွဲပြီးနောက်ချိန်တွေ့တဲ့အရက်တောက်တဲ့ရဲတဲ့ကတဲ့အားလုံးကောင်းကောင်းခံစားရတဲ့သူမဘီးမထိုင်တော့ထတ်တောင်းမှန်မိတဲ့နောက်ထောင်မှာဘီးငါတို့လမ်းခွက်ခဲ့တာအတွက်ငါတောင်းမှန်ပါတယ်မင်းကိုကောင်းကောင်းဆက်ဆံခဲ့တဲ့နဲ့သူမကစပင်ကိုနောက်ပြင်ပြီးဟုတ်တယ်မင်းလှုပ်တဲ့နဲ့ဒါပေမဲ့ရပါတယ်ငါမင်းကိုမမုန်းပါဘူး ငါနမ်းဖို့ကြိုးစားတယ်။သူမကရက်တယ်။ငါအိမ်မှာဆက်လို့ရအောင်ကိုပိုင်ပါတီလေးနဲ့ငါမူးနေပြီးလိုချင်နေတော့ချက်ချင်းသဘောတူလိုက်တယ်။ဗတ်တီကငါ့ကိုသူမရဲ့အစင်ကန်လေးအိတ်ကန်တိုက်ခန်းကိုခေါ်သွားတယ်။ဝါဒီအင်းကအကျေးရွေးမင်းတယောက်တည်းနေတာလား။တခါတလေတော့အချင်းတွေ့သူတွေခေါ်လာတယ်။အရက်တစ်ခွက်လောင်းပြီးတယ်။ပြီးတော့အိတ်ခန်းကိုညွန်နဲ့မင်းကိုမဆောင်စေချင်ဘူး။ငါခွေလေးတစ်ကောင်လိုလိုက်သွားတယ်။ဒါပေမဲ့အိတ်ခန်းနဲ့ချီချလိုက်တာနဲ့ငါ့ကိုတွန်းသွင်းပြီးတကားအပြင်ကနေတော့ခတ်တယ်။ ငါမညီမြအောင်မလဲကြအောင်ဟန်ချက်ထင်းနေငါတကားခောက်တယ်ဟေးဘတ်အရင်တစ်ခေါက်တည်းအပြစ်ပေးနေတုံးလားငါတောင်းမဲ့မာတယ်ကွာအိုးချစ်စရာတကြားလုံးလေးတစ်လုံးပဲခေါင်းထဲမှာမူးနောက်သွားတယ်အမျိုးသားတယောက်ရဲ့အတံမဲ့အခန်းထဲကိုလက်ကြည့်တယ်အကားစားဘောင်းမီတုံနဲ့ယောက်ျားတယောက်ရှိတယ်အဲ့ရပေါ်ထိုင်နေပြီငါကိုစောင့်နေတယ်လို့ပဲရှင်လျားတဲ့အယိုးတွေလက်ချောင်းတွေနဲ့သပင်မွေးတွေပုတ်နေတယ်အချိန်တမီဘက်ကြီးမင်းယူလာတဲ့သူတွေထဲမှာ तू ကအချော်ဆုံးပဲဘတ်တီတကားဖွင့်ပေးငါကိုထုတ်ပါ တောင်းဝင်ပါတယ်ငါမင်းကိုနားမထောင်ဘူးငါတတိယဝယ်နားထောင်တယ်ငါမျက်ရည်ကျတယ်ဒေါသမုန်းတီကြောက်ရွံ့အလုံးတပြိုင်နဲ့ပဲငါ့ကိုထောင်ချောက်ဆင်ခဲ့တာလားအဲ့ဒီယောက်ျားကအဲ့ရကထလာတယ်ခေါင်းနေလဲလာတယ်ခန္ဓာကိုယ်တစ်ခုလုံးထုံလာတယ်အရက်ခွက်ကိုတတိရတယ်အတန်တောင်ပြောက်သွားတယ်ပြီးတော့မုန်းမိသွားတယ်ငါပုတ်နေတဲ့အမိုက်အနှမ်းနဲ့နိုးလာတယ်ခေါင်းကကြောက်ခဲလို့လေးနေတယ်အမြင်ရှင်းလာတော့အမိုက်ပုံထဲမှာလဲနေတယ်ရင်တွေက အသားပေါ်တက်နေတယ်အဝတ်တွေပြက်စီးနေတယ် ဘောင်းမီပေါ်မှာသွေးနဲ့တခုခုဆွန်ထွင်းနေတဲ့ငါအိမ်ရောက်ပုံကိုမမှတ်မိဘူးရေချိုးရင်ရေရီများများချိုးခဲ့တယ်ဒါပေမဲ့အမိုက်အနှမ်းကအဝယ်စားရီပတ်လည်မှာရှိနေသလိုပဲဘသူကမှမပြောခဲ့ဘူးဗတ်တီကမက်ဆီတွေဖုန်းတွေမလာတော့ဘူးရဲကိုတော့တိုင်ဖို့လည်းတတ်တီမရှိခဲ့ဘူးတခါတလေမှန်နေကြည့်ပြီးကိုကူကိုရဲတယ်အဆိုးဆုံးညင်းမယ်လို့ပဲထင်ခဲ့တာအဲ့လောက်ကြီးလုံမယ်လို့တခါမှမတွေးခဲ့ဘူး ါတီအကြောင်းကိုငါမပြောချင်ခဲ့ဘူးတောက်ကြနေညတညဂျေမီရဲ့ဂိရိထဲကလူတွေအများကြီးပဲဂီတာကျဲတယ်အရက်တွေအားချိုးတယ်ဂိမ်းတွေကအယိုးတွေလိုပဲအထက်တန်းနောက်ဆုံးနှစ်ခံသားချက်နဲ့ညတိုင်းဂန်နဝေလိုခံသားရတယ်ဟေးဆက်ပြီးတော့ပွဲလုပ်ချင်တယ်မိမိဘာတွေမရှိဘူးမလားငါမသိလိုက်ခင်မှာငါအိမ်က ပါတီနှစ်ခုဖြစ်သွားတယ်မိဘတွေကတပတ်လုံးမရှိဘူးအိမ်ထဲမှာတအုပ်တဲသောလူကငါညမလေးရူဘီပဲရှိတယ်အသက်က9နှစ်သူမကအိပ်ပျော်နေပြီလို့ထင်ခဲ့တယ် အားလုံးမြေအောက်ခန်းထဲမှာနေမယ်လို့ကတိပေးတယ်။ဘာဖြစ်နိုင်မလဲ။၁၇နိုင်မှာအကြီးတန်းတစ်ဝက်လောက်ကမြေအောက်ခန်းထဲရောက်နေပြီးဂီတာတွေတီးတယ်၊အရက်တွေတောက်တယ်၊ဖလက်လဲရှိတယ်။ဖလက်ကပါတီမမတ်မလာတတ်ဘူး။အမြန်တိတ်ဆိတ်ပြီးစကားဝိုင်းနေနားမှာလိုက်နေတယ်။ငါဖိတ်ခဲ့တာကိုမမတ်မိဘူး။ဒါပေမဲ့ဖရက်ကအဖြူဖြောတဲ့မျက်နှာနဲ့ဗီယာခွက်ကိုအသက်ကယ်အောင်ခြင်ထားတယ်။ငါသွားရမယ်။တခုခုဖြစ်လာတယ်။ဘသူမှမတွေးမိဘူး။ဖရက်ထွက်သွားပြီးဂျီမီကမေးတယ်။ဘသူ ဖရက်ကိုဖိတ်တာလဲ။မျက်နှာချင်းစိုက်ကြည့်တယ်။ ဲ့ဒီကောင်ကကြောက်စရာကောင်းတဲ့မက်ကလေပြေးလိုက်တဲ့ငါတို့ရေခဲ့တဲ့ Frog ကဝေးရမှာအမတ်တရဖြစ်သွားတဲ့ VR ထက်ယူဖို့အထက်ကိုတက်တဲ့ Ruby ကလက်တွေကလက်ရမ်းပေါ်မှာဖြူဖြော့နေတဲ့မျက်လုံးတွေကကြောက်လန့်နေတဲ့ Ru ဘာလို့နိုးနေတာလဲနောက်ကျပြီလေအာဆွေးထဲမှာဘလူးရှိတယ်ငါရဲတဲ့ဘလူးကတကယ်မရှိပါဘူးသူမကတော့မရေဘူးငိုတော့မယ်ကောင်းမင်ကောင်းမီအဲ့ဒီအန်ဆွေးကိုဖွင့်ပြီးတော့အဲ့ဘလူးကိုငါတတ်ပေးမယ်အခက်နဲ့ရောက်တော့ Ruby ကရက်တယ်အထဲမှာ အဆွဲကိုညွန်တယ်။ငါမျက်စောင်းထိုးပြီးကောင်းမီမရှိဘူးအဆွဲကိုဖွင့်လိုက်တဲ့ရူဘီအော်တယ်။ငါသွေးတွေအိတ်ခဲသွားတယ်။ရူဘီရဲ့အယုတ်တွေကြောင့်မှဖလက်ကကွေးနေတဲ့ချွေးတွေဆူဆွတ်နေတဲ့လက်ထဲအတွင်းကန်တစ်ထည်ကင်ထားတဲ့မျက်လုံးတွေကျပြီးတော်ရိုင်းကျွက်လိုပဲ။ဘာလဲဖရက်လှေကားပေါ်ခြေတန်နေပြေးလာတဲ့တငယ်ချင်းတွေရောက်လာတယ်။ဂျီမီကဒေါသထွက်သွားတဲ့မတ်ကပြုတ်အန်တော့မယ်။ဖလက်ကမလုပ်ဘူးငါတို့ဆွဲထုတ်တယ်။ရူဘီကငုံနေတဲ့ငါလက်သီးဆုပ်ထားတဲ့ထိုးကျင်တဲ့ သူ့မျက်နှာကိုရှုံလိုပဲထိုးပလိုက်ခြင်းနဲ့ဒါပေမဲ့မလုတ်ခဲ့ဘူးရဲကိုခေါ်တယ်ဖလက်ကပါတီကမထွက်ခဲ့ဘူးအပေါ်ဒက်ကိုခိုးတက်သွားခဲ့တာရူဘီသားမနှိုးရင်ဘာဖြစ်မလဲမသိဘူးရဲရီလာတယ်ငါမကြဘူးရူဘီကမိခင်ရဲ့တတီဝတ်ဝင်ကိုကင်ထားပြီးမျက်လုံးလေးဖောင်းရွှင်းနေတဲ့ရဲတယောက်ကငါ့ကိုဆွဲထုတ်ပြီးအိမ်ထဲဘသူကမှမထည့်တင်ဘူးအဲ့လိုပြောတဲ့မိဘတွေကိုဖုန်းခေါ်တယ်အတွင်းစိတ်ထဲငါ့ကိုကိုအော်နေတဲ့ flag ကိုစောစောမမောင်းထုတ်တင်ခဲ့တာညီမလေးကို မဖြစ်အောင်မကာကွယ်နိုင်ခဲ့တာထိုးတင်တဲ့တခုခုလှုပ်တင်တဲ့အဲ့ဒီညကအားလုံးပြောင်းလဲသွားတဲ့ Ruby က "तू မအိတ်ခံပါ"စက်တက်တစ်ပတ်လောက်မအိတ်ခဲ့ဘူးအဆိုးဆုံးကတော့တခါတလေ Ruby ကအဲ့ရမဝင်ခင်အန်ဆွဲကိုစိုက်ကြည့်နေတဲ့ဘလူးပြန်လာမယ်လို့ထင်နေသလိုပဲငါ့အိမ်မှာပါတီကိုဘယ်တော့မှမလုပ်ခဲ့တော့ဘူးကြောက်စရာတယောက်တည်းဧည့်သည်ထပ်လာခဲ့ရင်ငါတကားအပြင်ကိုမရောက်ရောက်အောင်လုပ်မယ်